်မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ရဲ့ရှေ့လုပ်ငန်းစဉ်တွေတဲ့အနောက်ရှေ့လို့အကြောင်းပြပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းရဲ့တွဲခွင့်ရရေးတောင်းဆိုမှုကိုစစ်ကောင်စီကပယ်ချလိုက်ပါတယ်မိုးကုံမြို့နယ်ညောင်ကုန်းကျေးရွာက TNL စခန်းကိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ပြီးရာရီအပြင်းရဲ့သဘောတူညီချက်ကိုစစ်ကောင်စီကချိုးဖောက်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အနောက်ရှက်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်စင်တို့ကိုတွဲဆောင်ခွင့်မပေးနိုင်ဘူးလို့စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်အကြက်ဖက်ဇွန်မွန်ထုံးကပြောဆိုလိုက်ပါတယ်။အကြက်ဖက်မေးအွန်လိုင်းနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်စင်တို့ဟာဗီဒီယိုအွန်လိုင်းကနေတဆင့်တွဲဆောင်ခဲ့ကြစဉ်တွင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲဆောင်ခွင့်ရရှိဖို့အတွက် ဟိုဆင်ရဲ့တောင်းဆိုမှုပေါ်ကိုအကျန်းဖက်စေအုစုကအထပ်ပါတိုင်းတုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ရှေ့လုပ်ငန်းစဉ်9ရက်ကိုချမှတ်ထားပြီးဖြစ်တဲ့အတွက်အဲ့ဒီလုပ်ငန်းစဉ်တွေကိုအနှောက်အယှက်ဖြစ်စေနိုင်တဲ့လုပ်ရက်တွေကိုဆောင်ရွက်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်ဒါကြောင့်ဒေါအောင်ဆန်းစုကြည်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတို့တွစ်ဆုံခွင့်မပြုနိုင်ဘူးလို့အကျန်းဖက်စုံမင်းတို့ကပြောဆိုလိုက်တာလည်းဖြစ်ပါတယ်2022ခုနှစ်မှာကမ္ဘောဒီးယားနိုင်ငံကအာဆီယံဥက္ကဋ္ဌရာထူးရယူစဉ်ကလည်းကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်စင်ကဒေါ ောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရှိဖို့အတွက်တောင်းဆိုခဲ့ပေမဲ့လည်းစစ်ကောင်စီကပယ်ချခဲ့ပါသေးတယ်ရှင်။ရှမ်းပြည်နယ်တရင်တဘောက်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တရက်ကုန်းကျေးရွာတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကဓာတ်ရုပ်အစိတ်ပုံးကိုကျဲချတက်ခဲ့တာကြောင့်တော်လဲရဲဘော်ချို့ဟာမူးဝေအော့အန်ခြင်းဝေနာကိုခန်းစားခဲ့ရလို့မန္တလေး PDF ကထုတ်ပြန်ပါတယ်။ မေလာရှင်ညနေ3:00နာရီခွဲလောက်မှာနောင်ချိုမြို့နယ်တရကုန်းကျေးရွာအနီးဝန်းကျင်မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲပြင်းထန်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီကဓာတ်ထုအစိတ်အသင့်ဘုံးတွေကိုလေကြောင်းကနေကျဲချတက်ခတ်ခဲ့လို့ထုတ်ပြန်ထားပါတယ်။အဲလိုဓာတ်ထုဘုံးတွေတက်ခတ်မှုကြောင့်အစိတ်အသင့်ပြီးမန္တလေးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်အချို့ဟာမူးမော်တာနဲ့အော့အန်တာစတဲ့ဝေနာတွေကိုခံစားခဲ့ရလို့လည်းသိရပါတယ်။ ဂျပန်စစ်ကောင်စီဟာမြေပြင်တိုက်ပွဲတွေမှာအရေးမတားတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေလက်လက်ကြီးပစ်ကူတွေအလွန်ကျွံအသုံးပြုပြီး စစ်စင်ရေးတွေကိုလှုပ်ဆောင်လာရလို့လဲမန္တလေး PDF ကဆိုပါတယ် ဒါအပြင်စစ်ကောင်စီအနေနဲ့တရကုန်းစကန်ကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလေကြောင်းတိုက်ခိုက်မှု43ကြိမ်အထိပြုလုပ်ခဲ့လို့လဲဆိုပါရယ်။နောင်ချိုမြို့နယ်တရကုန်းစကန်ကိုပြန်လည်ရရှိဖို့အတွက်အကြမ်းဖက်စစ်ကောင်စီကနေလေကြောင်းလက်နက်ကြီးမြေပြင်ထိုးစစ်တင်နဲ့အပြင်းထန်တိုက်ခတ်နေပြီးမှလည်းအဲ့ဒီစကန်ကိုအပြည့်အဝထိန်းချုပ်ထားစေဖြစ်တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကအသိပေးချက်ထုတ်ပြန်ထားပါရယ်ရှင်။ ီတစ်ခါမှာတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကုန်းဒေသကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာနေရာ၃ခုကိုနှစ်ရက်စတိုက် drone နဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်လို့ New Nikon ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါဗျ။မေလ6ရက်နေ့9ရက်နေ့တို့မှာမင်းကုန်းဒေသကင်းရွာတင်မောချင်းမှာကင်းမောဝုတ်နေတဲ့စစ်သားတွေနဲ့ကင်းကျေးရွာတွင်ဝင်ရောက်မှွေးနှောက်နေတဲ့စစ်သားတွေကို drone နဲ့တက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်မင်းကုန်း Yescan အပေါက်မှာ ဂိတ်ဖွင့်ပြီးစစ်ကြေးကောက်ခံနေတဲ့စစ်သားတွေကိုလည်းတော်လန်တပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ခဲ့လို့ဆိုပါရယ်တိုက်ခတ်မှုတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာနေရာကိုဒရုန်းဘုံသီးတွေကျရောက်ပောက်ကွက်ခဲ့ပြီးမြဲလဲအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်မှု ရှိခဲ့ပြီးမြဲလဲအရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့ယူနီကွန်းပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရယ်ဒီတိုက်ခတ်မှုကိုယူနီကွန်းပြောက်ကြားတပ်ဖွဲ့ Phoenix SGG Rifle Gun Guerrilla Force အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်ရှင် ီတစ်ခါမှာတော့ဘကတများအဖွဲ့ချုပ်က88နှစ်ပြည့်အထိမ်းအမှတ်ကျင်းပချက်ကိုမေလ10ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးလူမှုလွတ်မြောက်ရေးရတဲ့အထိပြည်သူနဲ့အတူတရားရဲရည်တည်သွားမယ်လို့ဂရိသစ္စာပြုကြောင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။လက်ရှိမှာပြည်သူတွေဟာစစ်ဘေးစီးပွားရေး လူမှုရေးအကြက်တွဲတွေ ရှိနေချိန်မှာအကြက်ဖက်စစ်ကောင်စီကစစ်မှုထမ်းဥတွေကိုထုတ်ပြန်ပြီးဖက်စစ်စစ်တပ်အတွက်စစ်ဒီခံရံအတွက်မတရားသဖြင့်ဆင့်ခေါ်နေရလို့လဲဆိုပါရယ်ဒီဖိနှိပ်မှုတွေရဲ့တခုတည်းသောထပ်ပေါက်ဟာဆရာနာရှင်စနစ်အမြင့်ဖြတ်ဖြုတ်ချရေးဖြစ်တယ်ဆိုတာဘဂတများအဖွဲ့ချုပ်88နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပြည်သူကိုအမှားစကားပါးစင်ကြဘဂတများအဖွဲ့ချုပ်သတင်းနဲ့ပြန်ကြားရေးကော်မတီကမခင်နီကပြောပါရယ်ဒါအပြင်တော်လိုင်းအင်အားစုတွေနဲ့ပြည်သူလူထုတရက်လုံးဆရာနာရှင်စနစ်ကိုရန် ူလို့ပြပြတတသဘောထားပြီးတော်လိုင်းမှာကြက်ရနေရကပဝင်ကြဖို့မပဝင်သေးသူတွေကိုလည်းပဝင်လန်းနိုင်အောင်စီုံနိုင်ဖို့ပဝင်နေသူတွေကိုလည်းခိုင်မာကြစ်လက်တဲ့အင်အားစုတွေဖြစ်လာအောင်တိစောက်ကြရင်တပ်ပေါင်းစုလမ်းကြောင်းစီရှောက်လန်းကြဖို့တိုက်တွန်းတယ်လို့လည်းမခင်ကြီးကပြောပါရရှင်။ မကွေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတိုင်းမြန်မြို့နယ်ကံသစ်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ့နှုတ်ကိုဖမ်းဆီးတပ်ဖြတ်ကပြည်သူအယောက်၂၀ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးနေအိမ်၃၃လုံးနဲ့ PDF စကန်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ຫນွေဦးတော်လှန်ရေးမြန်မြို့အဖွဲ့ကကိုဇူးဤကပြောပါရစေ။မေလ၈ရက်နေ့မနေ့9နိုင်လောက်မှာပခုတ်ကူမျိုးတပ်မတ၁၁ကနေထောက်ခါလာတဲ့အင်အား၈၀ခန့်ပါတဲ့အကြမ်းဖက်စစ်ကြောင်းဟာကံသစ်ကျွာကိုဝင်ရောက်စီးနင်းပြီးဦးနှောင်းအောင်နဲ့ဦးအောင်ဇော်ဦးတို့ကိုဖမ်းဆီးနှိ စ်ဆက်တက်ဖြတ်ခဲ့ကပြည်သူအယောက်20ခန်းကိုဖမ်းဆီးသွားပြီးနေအိမ်73လုံးကိုမိရှုကပြည်သူပိုင်ဆိုင်တဲ့ဆိုင်ကယ်၈စီးကိုလည်းယူဆောင်သွားလို့သိရှိရပါတယ်။ဒါအပြင် PDF စကန်တို့ကိုလည်းတပြိုင်နက်တည်းဝင်ရောက်စီးနင်းခဲ့ပြီးစကန်တွင်းကကာနစီခရံကြီးများစွာနဲ့ငွေသား3800ကျော်ကိုလည်းယူဆောင်သွားကစကန်ကိုမိရှုဖျက်ဆီးခဲ့လို့လည်းသိရပါတယ်ရှင်။ ။ပဲခူးတန်သင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတန်တောင်ရီခရိုင်လဗနန်မြို့နယ်ကွန်းချံကုန်းစစ်စေးကိတ်မှာဆက်ကြေးတောင်းခံနေတဲ့အကြမ်းဖက်စစ်သားတွေကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာ၃သေသွားတယ်လို့တာရီခရိုင် PDF ကတာဝန်ရှိသူတို့ကပြောပြပါရယ်။မေလ9ရက်နေ့ည7:00နာရီခန့်မှာလဗနန်မြို့နယ်အထွတ်ရန်ကုန်ပြည်ကလန်ပိုင်း ကုန်းချံကုန်းစစ်ဆေးရေးကအကျန်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ကားတွေကိုစစ်ဆေးပြီးငွေတောင်းနေချိန်မှာဝင်ရောက်ပစ်ခတ်တဲ့အတွက်ကြောင့်စစ်သား၂ဦးနဲ့ရဲတအုပ်ဟာသေသွားတယ်လို့လည်းသိရပါဗါတယ်။ အဲ့ဒီနောက်စစ်စဲဂိတ်ထဲကနေပြန်ပစ်တဲ့အတွက်ကြောင့်အပြန်အလှန်7မိနစ်ခန့်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့တာရီခန် PDF ကတာဝန်ရှိသူတို့ကပြောပြပါဗျာ။အဲ့ဒီအချိန်မှာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ကိုယ်တွေရောက်ရှိလာတာကြောင့်ပြန်လည်ထွက်ခွာလာခဲ့တယ်လို့လည်းဆိုပါရယ်။အဲ့ဒီစစ်စဲဂိတ်ဟာခရီးသွားလာနေတဲ့လူငယ်တွေကိုဖမ်းဆီးပေါ်တာဆွဲပြီးအတင်းကျပ်စစ်ထဲသွင်းနေရကြောင့်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းတာရီခန် PDF ကတာဝန်ရှိသူတို့ကပြောပါရယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်ညောင်ကုန်းကျေးရွာက TNL တက်စကန်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလက်လက်ကြီးလက်လက်ငယ်နဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးယာယီအပြစ်ရက်ကိုချိုးပေါက်ခဲ့တယ်လို့ TNL ကထုတ်ပြန်လိုက်ပါတယ်။မိုးကုတ်မြို့နယ်ဖြူရောင်းကျေးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ148နဲ့ခလာရ81တပ်တို့ဟာ မေလ၄ရက်နေ့ည၈နာရီလောက်မှာညောင်ကုန်းကျေးရွာက TNL တက်စကန်ကိုလက်နက်ကြီးလေးလုံးပြည့်လက်နက်ငယ်တွေနဲ့ပါပစ်ခတ်တိုက်ခဲ့ခဲ့လို့လည်းသိရပါဗါးအဲလိုပစ်ခတ်မှုကြောင့်ဖြူအောင်ကျေးရွာနဲ့ညောင်ကုန်းကျေးရွာအကြကိုလက်နက်ကြီးကြီးရွယ်ကြက်ရောက်ပောက်ကွဲသွားခဲ့ရမလဲ ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့လည်းဆိုပါရယ်ပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ကလည်းတရုတ်ရဲ့ဂျားဝင်စစ်စက်မှုနဲ့ရှမ်းပြည်မြောက်ပိုင်းမှာဆစ်ရှုံးနေတဲ့စစ်ကောင်စီတပ်တွေဟာညီနောင်မဟာမိတ်သုံးဘွဲ့နဲ့ရာရီအပြည့်ရက်ဖို့သဘောတူညီချက်စာချုပ်ကိုချုပ်ဆိုခဲ့တာလည်းဖြစ်ပါရယ်အဲလိုအပြည့်ရက်ပြီးနောက်ပိုင်းအကြမ်းဖက်စစ်ကောင်စီတပ်ဟာညီနောင်မဟာမိတ်တပ်စခန်းတွေရှိရာနေရာတွေကိုလက်လက်ကြီးတွေနဲ့ပစ်ခတ်တာလေချောင်းကိုအုံပြုကလာရောက်ဘုံကျဲတာတွေကိုပြုလုပ်ခဲ့လို့ TNL သတင်းနဲ့ပြန်ကြားရေးဌာနကအသိပေးထားပါရယ် တယ်။ဧပြီလ29ရက်နေ့28ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာလက်နက်ကြီးနဲ့6ကြိမ်ပစ်ခတ်ခဲ့ရမှာ30ကြိမ်ကျွာကအသက်60ရဲ့အမျိုးသမီးတူဟာထိခိုက်ဒဏ်ရာရှိခဲ့ကာနေနှလုံးလဲပျက်စီးခဲ့လို့သိရပါဗျ။အဲလိုအကြမ်းဖက်စစ်ကောင်စီရဲ့အပြစ်ရဲ့စာချုပ်ကိုချိုးဖောက်ကပစ်ခတ်မှုတွေကိုစီးရင်ပြည်စုကစောင့်ကြည့်နေပြီးလိုအပ်တဲ့တုံ့ပြန်မှုတွေအတွက်ပြင်ဆင်ထားတယ်လို့လည်း TNL ကဆိုပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မမြပါ